ားလုံးပဲမင်္ဂလာပါဘေးရင်ရမကျိုးတူပါလေကျွန်တော်မနောပြည်လုံးခဲ့တဲ့လပိုင်းကဘေးရင်ဝင် Facebook page ကနေပြီးတော့ဆရာဒီကုထုတ်ကုန်လုံးငယ်ကွန်တဲရေးဝန်ဆောင်မှုလုံးငယ်မိပေးခြင်းလို့ပါကျွန်ုပ်မဟုတ်ကဲ့ရပါလေအချက်လက်တွေပို့ပေးထားလိုက်ပါလို့ပြောလိုက်ပါအဲ့ဒီလူကလုံငန်းဦးဆောင်သူဦးထွန်းလင်း လုပ်ငန်းမျိုးသားကတော့တင်းကုန်ထုတ်ကုန်ကုန်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းဝေတက်ကေက9ရက်9လ1980စနေနေ့စတင်လိုတဲ့အချိန်ကတော့ EP လာဖြစ်ပါကဲကျွန်တော်တို့အနေနဲ့ဥထုံးလေးသာတာမတော်ခင်တင်းကိုထုတ်ကုန်ကုန်သေးရေလုံငန်းမဟာဘုပညာရဘယ်ကျွင်းတွေပို့ပြီးအကျိုးပြုလဲပေါ်ပြပေးပါမယ်မဟာဘုပညာရ တွင်ကုန်ထုတ်ကုန်ကွန်သွေးရေးလုပ်ငန်းအကျိုးပြုတဲ့ကျွင်းတွေကတော့မာဘုတ်တီကျွင်းနဲ့မာဘုတ်နှစ်ကျွင်းသမားတွေကအခြားကျွင်းသမားတွေထက်ပိုပြီးအကျိုးပြုပါလေ။ဘာကြောင့်လဲဆိုရင်စနေဂျိုနဲ့တောက်ကြဂျိုတို့ဟာအထက်လေးခွင့်ဖြစ်တဲ့အထွန်၊သားရာသအဓိပတိဌာနတွေမှာရက်တည်နေလို့ဖြစ်ပါ။ ဲကျွန်တော်တို့ဦးထွန်းနဲ့ကုန်သေးကုန်သင်းကုန်ထုတ်ဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီနာမည်ထပ်ပြီးရွေးချယ်ကြည့်ကြပါတို့ဦးထွန်းလေးဟာမာဘူးငါကျွန်းဘွားစနေသားတိုက်ဘွားဖြစ်ပါသူရဲ့အသက်ဟာလက်ရှိ45အတွင်းထဲကပဲရှိပါသေးတယ်။အသက်45အတွင်းထဲဖြစ်တာကြောင့်

်တနင်္ဂနွေဂျိုသားတိုင်းတို့ထူရမှာဖြစ်ပါတယ်ဥထုံးလေးရအသက်ပိုင်း45ကနေ68အတွင်းအားရှိဆုံးဂျိုကိုပြောပါဆိုရင်ဂျာသာပရိဂျိုလို့ပြောရမှာဖြစ်ပါတယ်ဒါပေမဲ့အမိတွဲလုံးထုတ်လို့မရနိုင်ပါဘူးသူလုပ်ငန်းကသူကိုထုတ်ကုန်လုပ်ငန်းဖြစ်ပါတယ် နောက်ပြီးတော့ကြာသာပရိကျိုဟာမာဘုံမာပင်က နမခဲတံမမယနာဌာနမှာယက်တည်ပါတယ်။ဒါကြောင့်သူ့လုပ်ငန်းကိုမွေးနှံစနေအစဘုရုဥဆုံးမိများရွေးချယ်ပေးလိုက်ပါတယ်။အဲ့ဒီမှာဦးထွန်းလင်းကဗတ်ထက်မေးလေဆိုတော့အရင်ကဝေယကွန်မြူနတီလီမိတက်အမည်နဲ့လုပ်ခဲ့ဘူးပါ ड़ी အဲ့ဒီမိကရောဆက်ထားလို့ရမရမေးပါတယ်ဝရမိဟာဘုရုစာဆုံးမိဖြစ်ပါတယ်သင်ကိုထုတ်ကုန်လုပ်ငန်းနဲ့တတ်မိတ်ကြပါတယ်နမခရတိုင်းရကြည့်ရင်တိုက်တဲ့ဂျိုဖြစ်ပြီးတော့ဂျိုသားတိုင်းရကြည့်ရင်အာသိပညာနဲ့ဂျိုတော့မဟုတ်ပါဘူးစံခိုင်ဖွဲ့ကြည့်မယ်ဆိုရင်ဝရနှလုံးနဲ့ဖြစ်တဲ့အတွက် တလုံးတို့ယူရင်ဘာခိုင်းမီဖြစ်ပါလဲဘာခိုင်းဟာလာနေသားဆောင်တဲ့အတွက်အေးစစ်စစ်နဲ့ဖြည်းဖြည်းချင်းကျိုးပေးတဲ့သဘောရှိပါဘုရုဂျူဟာစနေသားသမီးရဲ့ပြစ်စဖို့ဂျူဖြစ်ပြီးတော့စနေသားသမီးရဲ့အတွင်းမိတ်ဂျူလည်းဖြစ်ပါတယ်။ဒါကြောင့် ဝရမီဟာဆက်ထားလို့ရတယ်လို့ဖြေလိုက်ပါတယ်အားလုံးမိတ်ဆွေများရှင်လဲချက်မြကြပါခင်ဗျာ